နိုင်ငံတကာရာဇဝတ်တရားရုံး ICC မကြသေးမီကလှုပ်ဆောင်မှုများသည့်ဖိလစ်ပိုင်နှင့်အစ္စရေးရှိအရေးပေါ်တော့နိုင်ငံရေးကောင်းဆောင်များကိုတိုက်ခိုက်စေခဲ့သည်ဖိလစ်ပိုင်သမ္မတဟောင်းဒူတာဒေးသည်2025ခုမတ်လ17ရက်နေ့တွင်ဟောင်ကောင်မှပြန်လာပြီးနောက်မနီလာအပြည်ပြည်ဆိုင်ရာလေဆိပ်တွင်ဖမ်းဆီးခံခဲ့ရသည်၎င်း၏အဆိုအရမူရင်းစေဝါတိုက်ပြတ်ရေးလှုပ်ဆောင်မှုနှင့်ဆက်စပ်နေသည့်2016မှ2022ခုနှစ်အထိ လူသားမျိုးနွယ်အပေါ်ကျွလွန်သည့်ရာဇဝမှုများအပေါ်ဆူဆက်ခံရခြင်းဖြစ်သည် ICC ဝရန်ကိုအကြံခံပြီးဖမ်းဆီးခဲ့ခြင်းလည်းဖြစ်သည်ယင်းကာလအတွင်းလူထောင်ပေါင်းများစွာကိုတရားမဝင်အသက်ခံခဲ့ရကြောင်းသိရသည်ဖိလစ်ပိုင်တွင်2019ခုနှစ်တွင် ICC မှနှုတ်ထွက်ခဲ့တော်လဲတရားရုံးကအဖွဲ့ဝင်ဖြစ်နေစဉ်အတွင်းဖြစ်ပွားခဲ့သော ရာဇဝမှုများကိုဆက်လက်တရားစွဲဆိုနိုင်စေဖြစ်ကြောင်းတရားရုံးကပြောကြားခဲ့သည် 2024ခုနှစ်နိုဝင်ဘာလတွင် ICC သည်အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နာတန်ယာဟူနှင့်ကာကွယ်ရေးဝန်ကြီးဟောင်းဂေါလန်ကိုဖမ်းဝေရန် ထုတ်ခဲ့သည်ဂါဇာစစ်ပွဲအတွင်းငမုတ်ခေါမမှုကိုလက်နက်ဖြင့်အသုံးပြုမှု လူသားမှုနှင့်နှိပ်စက်ညှိနှိုင်းမှုကဲ့သို့သောလူသားများပေါ်ကျူးလွန်သည့်ယာဇဝမှုများအပါအဝင်စစ်ယာဇဝမှုများဖြင့်ဆွဆွဲခံရသည် ICC သည်အနောက်ကြောထောင်းနောက်ခံပြုထားသောဒီမိုကရေစီနိုင်ငံမှာ ခေါင်းဆောင်များကိုပြင်မထားခြင်းသည်ပထမဆုံးအချိန်ဖြစ်သည်။ ISWD ICC လို့ရကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။နတ်တယာဟူ၏ယုံကဖန်ရဝါများကိုဒရေဖူအဂျီကဆာနှင့်နိုင်ရှင်က ISWD ဂျူစံကျင်သူများဟုခေါ်သည်။နိုင်ငံခြားရေးဝန်ကြီး ISWD ကတ်စကာ ICC သည်၎င်း၏တရားဝင်မှုကိုဆုံးဆုံးခဲ့ရပြီးထိုက်ခန့်ခေါင်းဆောင် ရဲလာဖက်ကလည်းဆုံးဖြတ်ချက်ကိုသဘောမတူကြောင်းပြောကြားခဲ့သည် အခြားတစ်ဖက်တွင်မူပါလက်စတိုင်းကအာနာပိုင်များကစူပါဝရမ်းများကိုထောက်ခံခဲ့ပြီးနိုင်ငံကဥပဒေနှင့်တာဝန်ခံမှုအပေါ်ယုံကြည်ကြောင်းပြသခဲ့သည်ဤဖြစ်ရများသည်စစ်ရာဇဝမှုများနှင့်လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့်ရာဇဝမှုများအတွက်ကောင်းဆောင်များကိုတာဝန်ခံရန် ICC ကြီးထွားလာတော့အခမ်းအနားကိုပြသနေသည် ဒူတာတေးကိုဖမ်းဆီးခြင်းနဲ့အစ္စရေးကောင်းဆောင်များဖိုင်ယဝမ်ထုတ်ခြင်းသည်ဩဇာကြီးသောပုဂ္ဂိုလ်များအတွက်ပင်တရားယုံ၏တရားမျှတမှုအပေါ်အာရုံစိုက်မှုကိုမိမောင်းထိုးပြသည်သို့တော်လည်းအဆိုပါလှုပ်ဆောင်ချက်များသည် ICC အခွင့်အာဏာတရားမျှတမှုနှင့်၎င်း၏ဆုံးဖြတ်ချက်များ၏နိုင်ငံရေးဆိုင်ရာတရားမှုများနှင့်ပတ်သက်၍မေကွန်ထုတ်စရာများရှိလာပါသည်